အတိတ်ရမရှိတဲ့ပန်းရောင်ချဲကိုတဲပြောလိုက်တဲ့သမီးစုံမင်္ဂလာပါရှင်တရုတ်ဆောင်ပန်းရောင်ချဲကတော့ဖခင်ဖြစ်သူဆူရွန်ဂရီဟန်ရဲ့သမီးဖြစ်ပြီးဖခင်ရဲ့အချိန်ကြောင့်လူပညာလောကတွေဝင်ရောက်လာခဲ့သူဖြစ်ပါတယ်ပန်းရောင်ချဲဟောင်းတချင်းဆိုရင်တမ်းမကြွားပဲတရုတ်ဆောင်တဲ့အခါမှာလည်းပြည်ပြင်းမှုမရှိပဲပဲရန်များလူမကြခဏဝေဖန်ခံရလိရှိပါတယ်တချင်းဆိုရင်သာတမ်းမထွက်တော့သူများမင်္ဂလာဆောင်မှာကြတော့အချာကြီးမိန်ကုန်းပြောနေရဆိုပြီးပွဲပြင်မှာသမီးစုကပန်းအောင်ချေကိုတဲ့ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ရန်နေငယ်ကမင်းသားကျော်ပိုင်နဂွေရဲ့မင်္ဂလာပွဲမှာအနောက်တိုင်းဒလေတိုင်းပြုလုပ်တဲ့ပွဲဖြစ်တာမို့ပိုင်နဂွေကတငယ်ချင်းဖြစ်သူဘန်းရောင်ချေကိုမိန့်ခွန်းပြောပြဖို့တောင်းဆိုခဲ့ပါတယ်။အဲဒီမှာဘန်းရောင်ချေကအဖြူရောင်ကောင်းဝင်ကြီးဝင်လာပြီးမပြီးနိုင်မစီးနိုင်မိန့်ခွန်းပြောခဲ့တယ်လို့ပြောတဲ့အထက်မှာလည်းပိုင်နဂွေကဇနီးလောင်းလေးမြဖူးနဲ့ရန်ဖြစ်တဲ့အချိန်တုန်းကငိုယူပြီးသူမကိုတညာလုံးဖုံးဆက်ရှင်းပွင့်ခဲ့ဘူးလေလို့ပြောကြားခဲ့တာပါ။ ဘယောင်ချင်းစကားကလူများကြားထဲမှာတတသားတို့သမီးဖြစ်တဲ့ပိုင်းတခွင်းနဲ့လင်းမြဖူးကိုအောင်တီအောင်တက်ဖြစ်သွားစေပြီးသူများမင်္ဂလာပွဲမှာမပြောသင့်တဲ့စကားကိုပြောတယ်လို့ဘယောင်ချေကပြိတက်တီကဝေဖန်နေကြပါတယ်ပြီးတော့သူများမင်္ဂလာဆောင်ကိုတက်ရင်သူတို့သမီးထက်ပိုတောက်ပြောင်မွေးဆင်ရဘူးမင်္ဂလာအောင်ဖြစ်တဲ့ဖြူရောင်ကိုမွေးဆင်ရဘူးဆိုတော့ကလည်းဘယ်နိုင်ငံမှမစိုးတတ်မှတ်ထားတဲ့လူရည်ချေမှုတစ်ခုပါ အခုတော့ပန်းရောင်ထဲကဖြူရောင်ကောင်းဝင်ကြီးဝတ်ဆင်ထားပြီးသူတို့သမီးဖြစ်တဲ့လင်းမြဘူးကတော့မင်္ဂလာဝတ်ဆုံဟောင်းအသားရောင် ဖြစ်နေတာမို့ဘသူကသူတို့သမီးလဲလို့ပြိတ္တတေကဝေဖန်နေကြပါတယ်ပန်းရောင်ချဲဟောင်းမြန်မာနိုင်ငံမှာနေထိုင်ကြီးပြင်းခဲ့တဲ့သူမဟုတ်ပဲဩစတြေးလျမှာကြီးပြင်းခဲ့တဲ့သူဆိုပေမဲ့ဘယ်နိုင်ငံမှာမဆိုမပြောဘဲသိနေရမယ့်လူကျင်ဝတ်ကိုချိုးပေါက်တာမို့ရိုင်းလိုက်တာလို့ပြောခံနေရတာပါ။သမီးဆိုကတော့ပန်းရောင်ချဲကို ခုလိုပဲရေးသားထားပါတယ်။ စကားပြောရင်တမ်မထွန်းတချင်းဆိုရင်တမ်မထွက်တဲ့သူကသူများမင်္ဂလာဆောင်မှာဗိုက်နေပြီးလေကျော်ရှိမင်းကုန်းပြောနေတာငါသာသူတို့တမိနေရမှာဆိုမိုက်ကိုဆွဲလို့ပြီးကောင်းကိုခောက်ပလိုက်မှာပြီးတော့ဖြူရောင်ကောင်းဝင်ကြီးဝင်လာတာကိုလည်းသူတို့တမိနေရမှာဆိုပြုံးနေနိုင်မှာမဟုတ်ဘူးလို့ရေးထားတာပါပရိသတ်တွေကတော့ပန်းရောင်ချဲရဲ့တိတိယမရှိတဲ့လုံရက်ကပြောလဲပြောချင်စရာပဲအပြောခံရတာတောင်နေသေးတယ် တီးတက်ရွေရောက်နေပြီးနေရဒေသနဲ့လိုက်ဖန်အောင်မွေးစင်တက်ဘူးလားမိဘကမဆုံးမဘူးလားလို့ဝေဖန်နေကြပါတယ်။